အားလုံးမင်္ဂလာပါကျွန်တော်နာမည်ခွန်ဆိုရဲမောင်ပါခင်ဗျာ pop and video ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်တကားပိတ်မီးပိတ်နှစ်ချက်သက်အစီအစဉ်စားလိုက်အောင်ခင်ဗျာနှစ်ပေါင်းများစွာလောက်တုန်းကဒီအိမ်ကမိသားစုအကြီးကြီးကဒီအိမ်မှာနေထိုင်ခဲ့ပါတယ်ခင်ဗျာဒါဗိမဲ့ဒီအိမ်ရဲ့အုတ်ထင်းသူကရဲရန်ကိုစီကံကြီးပြီးတော့အရန်ကိုကြမ်းတမ်းလွန်လာကြောင်းမလို့မိသားစုဝင်တွေကတယောက်ပြီးတော့တယောက်ထွက်သွားကုန်ကြပါတယ်နောက်ဆုံးမှာတော့ဒီအဖိုးကြီးတယောက်ပဲကြံရစ်ခဲ့ပါတယ်ခင်ဗျာသူအသက်ဆုံးချုံးသွားတဲ့အခါမှာ ဒီသူ့ရဲ့အိမ်နီးနားကရွာသူရွာသားတွေကဒီလူကြီးရဲ့ကြမ်းတမ်းလွတ်တဲ့ဒဏ်ကနေလွတ်မြောက်ကြပြီလို့ထင်ပြီးတော့ပျော်နေကြတာပေါ့ဗျာဒါပေမဲ့ဒီအဖိုးကြီးရဲ့ဒေါသထွက်မှုနဲ့တောင်းကျမ်းနေမှုတွေကအခုချိန်ထိဖြစ်နေတော့မယ်လို့ပြောဆိုကြပါတယ်ခင်ဗျအဲဒါကြောင့်မလို့ Young Long Adventure လို့ခေါ်တဲ့လူကဒီနေရာကိုသွားရောက်လေ့လာဖို့အဆုံးဖြတ်ခဲ့ပါတယ်သူတွေးလိုက်တဲ့အရာကရဟန်းရန်ကိုကြောက်လန့်စရာကောင်းပြီးတော့ညုံလို့တောင်ခက်ခဲပါတယ် ဒီအိမ်မှာနေတဲ့အဖိုးကြီးကသူတစ်ခါတစ်ခါဒေါသထွက်ရင်တရွာလုံးကြားနေရ ပြီတော့အယံကိုတောင်းချမ်းပြီးတော့ရက်ဆက်လွန်တာကြောင့်မလို့သူ့ရဲ့ကလေးတွေနောက်ပြီးတော့သူ့ရဲ့မြေးလေးတွေကစအကုန်လုံးရွာထွက်ပြီးတော့မြို့ကိုတက်သွားကြတယ်ပြောကြပါတယ်ခင်ဗျဒီအဖိုးကြီးကသူဆုံးသွားတဲ့အခါမှာတော့မသူ့ရဲ့သားသမီးတွေအမြေးလေးတွေကတယောက်မှပြန်မလာခဲ့ပါဘူးရွာသူရွာသားတွေကပဲသူ့ကိုတကြိုခဲ့ရတာပေါ့နော်ဒါပေမဲ့ခင်ဗျဒီ ီလူကြီးကအသက်ဆုံးကျုံသွားခဲ့တာတော့မှအခုချိန်ထိတောင်းချမ်းရက်ဆက်နေတော့လို့ပြောကြပါတယ်။ဒီလူမနေတော့တဲ့အိမ်ထဲမှာညံ့ညံ့ဆိုရင်တောင်းချမ်းနေတာတွေအော်သန်နေကြားနေရတယ်လို့ပြောကြပါတယ်။ဆောင်လောင်လို့ခေါ်တဲ့လူကလည်းဒီတည်င်းကဟုတ်မဟုတ်ဆိုတာကိုတတိယချာသိပြီးတော့အပြေရှားဖို့ဆိုပြီးတော့ဒီနေရာကို ရောက်လာပြီးတော့စမ်းသပ်ဖို့လေလာကြည့်တာပေါ့ဗျာ။သူခြာတွေ့လိုက်တဲ့အရာကခင်ဗျာတော်တော်လေးကိုထိလန့်စရာကောင်းပါတယ်။ ထင်ထားတာတက်တောင်ပိုးပြီးတော့ကြောက်စရာကောင်းလာပါတယ်ခင်ဗျဆောင်းလောင်ကသူ့အแทးကိုဝင်လာလိုက်တဲ့အခါမှာအရရာတန်းကတိတ်ဆိတ်နေပါတယ်ခင်ဗျနောက်ပြီးတော့သူကအခန်းတစ်ခုကလေးကိုဝင်ပြီးတော့လေလာနေတဲ့အချိန်မှာဒါဖြစ်လိုက်ပါတယ်ခင်ဗျဘယ်မှာဟာမီဟာမီဝမ်မီမဆွေရော没有人气儿，这这应该是做什么玩意儿的？还有俩模特呢。 我去，我去，哎呦！我操你妈！ကြီးမားတဲ့တစ်သားပြားတစ်ခုကြီးကသူ့ရဲ့ခေါင်းကိုထိဖို့နည်းနည်းလေးပဲလိုပါတော့တယ်။ဒါပေမဲ့သူကဒီလိုမျိုးထင်ခဲ့တာပေါ့ဗျာ။ဒီအင်ကြီးကအယံကိုအိုးနွမ်းနေပြီဖြစ်တဲ့အတွက်ပျို့ကြတာဘာမှမထူးဆန်းဘူးပေါ့ဗျာ။ဒါပေမဲ့သူ့ရဲ့စိတ်ထဲမှာကတော့ တခုခုဒါမှမဟုတ်တယောက်ယောက်ကသူ့ကိုအမြဲတမ်းစိုက်ကြည့်နေတယ်ဆိုတာသူခံစားနေရပါတယ်ခင်ဗျာ။ရောင်လောင်ကလည်းနဲ့လန့်ပြီမဲ့သူကချိတ်ဆက်လိုက်ပါတယ်ခင်ဗျာ။အဲ့ဒီအချိန်မှာပဲဒုံငနဲ့အတန်ကဟိုဘက်အခန်းကနေသူကြားလိုက်ရပါတယ်။သူကလည်းအမြန်ဆုံးပြေးသွားလိုက်တာပေါ့။အဲ့ဒီအချိန်မှာဒူးဆန်းစွာပဒင်းပေါက်တွေကသူ့အတူပိတ်သွားပါတယ်။သိမကြပါဘူး။နောက်ကတကားတွေကလည်းအကုန်လုံးပိတ်သွားပါတယ်။အင်ဂျီတစ်ခုလုံးကသူ့ကိုပိတ်ပင်ဖို့စူးစမ်းနေသလိုပါပဲခင်ဗျာ။ 这有些线呢。哎，操你妈！可千万别，别让探险的点着这帮王八犊子！我操你妈的！啊、呃！我、呃、操！啊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 啊！啊！啊！我去！ ရောင်လောင်ကအိမ်ထဲကိုတဖြည်းဖြည်းပိုးပိုးပြီးဝင်လာတဲ့အခါမှာသူတခုကိုရိမ့်မိလိုက်ပါတယ်ဒီအိမ်ထဲမှာမြေအိုးတွေများစွာသူတွေ့ရပါတယ်ခင်ဗျနောက်ပြီးတော့ဒီမြေအိုးတွေရဲ့အောက်မှာကလည်းပိစာအနီရောင်လေးတွေကိုဖိထားတာသူတွေ့လရပါတယ်တကယ်တော့ဒီမြေအိုးတွေက လူသေးတွေရဲ့ပြားတွေထည့်ထားတဲ့မြေအိုးတွေဖြစ်ပါတယ်ခင်ဗျဒီအောက်မှာရှိတဲ့ပိစာအနီရောင်တွေကလည်းဒီနတ်ဆိုးတွေကိုသားထားဖို့အတွက်ဒီလိုမျိုးအယူအဆနဲ့ထားထားတာဖြစ်ပါတယ်ခင်ဗျ 咋比美帝米欧还牛逼嘛？欧巴，哎呦！哎呦我操！我操！我,我操你妈！这是井！ 嗯，嗯、哎，哎呦我操你妈！它好像动了呢，哎，我去你妈,妈了！这、哎。 我操你妈！那啥玩意儿啊？啊？အဲ့ဒီအချိန်မှာပဲဂျောင်လုံးရဲ့ကင်မရာကနေမျက်နှာဖြူဖြူအရာတစ်ခုကသူ့ကိုစိုက်ကြည့်လာတာကိုရိုက်မိခဲ့ပါတယ်ခင်ဗျ။ဒါပေမဲ့ဂျောင်လုံးက ကြောက်ကြောက်နဲ့တဖြည်းဖြည်းတိုးသွားလိုက်တဲ့အခါမှာဒီအရာကြီးကပျောက်ကွယ်သွားပြီးတော့အဲ့ဒီအနေအားမှာမြေအိုးကြီးဖြစ်သွားခဲ့ပါတယ်။အဲ့ဒီမျက်နှာနဲ့မြေအိုးကဆစ်ဆက်နေသလိုပါပဲခင်ဗျာ။ Puss, sai. 我操你妈！အဲ့ဒါတွေဖြစ်နေတာတော့မှဒီကောင်ကဆက်လက်ပြီးတော့ရှေ့ဆက်မယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်ပါတယ်ခင်ဗျအဲ့ဒီတော့သူကဒီအခန်းတစ်ခုတည်းကိုဝင်သွားလိုက်တဲ့အခါမှာမြေအိုးတစ်ခုနဲ့အောက်မှာပိတ်စာအနီးလေးရှိနေတဲ့တစ်ခုလေးကိုသူမြင်သွားခဲ့ပါ သူကလည်းဒါကနတ်ဆိုးပူးထားတဲ့မြေအိုးဆိုပြီးတော့ယုံကြည်ပြီးတော့ပေါ့နော်ဒီမြေအိုးကိုသူကဖျက်ဆီးဖို့စူးစမ်းလိုက်ပါတယ်ခင်ဗျာတော်တော်လေးကိုယွာတယ်ကောင်းခင်ဗျာအမကနေပဲလန်စရာကနေလုံးဝကြက်သိမ်းထားကြောက်လန့်စရာအရာတစ်ခုဖြစ်သွားခဲ့ပါတယ် lulu a mae yang အရာတစ်ခုကအောက်ကနေထွက်လာတာကိုတွေးလိုက်ရပါတယ်ခင်ဗျာကြည့်ရတာတစ်ခုခုကအဲ့ဒီအောက်ကနေထွက်ပြေးဖို့လွတ်မြောက်အောင်စူးစမ်းနေတယ်လို့တွေ့နေရပါတယ်ခင်ဗျာကင်မရာနဲ့ကလည်းရိုက်ကူးနေတဲ့အချိန်မှာဂျောင်လွန်ကဒါတွေကိုလုံးဝမယုံကြည်နိုင်လောက်အောင်ပြူးကြည့်နေမိပါတယ်ခင်ဗျာအဲ့ဒီအချိန်မှာပဲသူကလန့်နိုးလာပြီးတော့လုံးဝလုံးဝကြောက်လန့်ပြီးထွက်ပြေးတော့တာပေါ့ဗျာအဲ့ဒီအပေါက်ထဲမှာဘာတွေရှိထည့်နေလဲဆိုတာတော့မသိဘူးသူဘာလွတ်ပလိုက်တာလဲအဲ့ဒါကလည်းတော်တော်လေးကိုတွေးကြည့်ရင်တော်တော်လေးလန့်စရာကောင်းလို့ပါတယ် အဲ့တော့ပြည်သက်တို့ခင်ဗျာဒီအရာကဘာလဲဆိုတော့ပြည်သက်တို့ comment ထဲမှာဝင်မှတ်လိုက်ကြပါခင်ဗျာဒါပေမဲ့ဒါတွေအကုန်လုံးကရောင်းလုံးတမင်တကာအကုန်လုံးရိုက်ကူးထားတာလားကဲဒီဗီဒီယိုကိုကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကောင်းသောနေ့လေးဖြစ်ပါစေပြည်သက်တို့